စစ်ကွေးနှစ်ကောင်သုံးကောင်တော့တေယုံနေရတော့ဘရောမှအဲ့ jet fighter ဘရောမှလာမပေးဘူးဆယ်ကနန်းနဲ့အထက်ကြပါ30ကျော်20ပတ်ချလဲလောက်ကြပြီဆိုမှအောက်ကတရင်မှုကငိုပြီဆိုမှအပိုင်တော့ကျွန်တော်မရတော့ဘူးဆိုတော့အချိန်မျိုးကြာကမှ jet fighter လွတ်ပေးရဒါတော့အာသာပြီးပဲလွတ်ပေးရတကြောင်းတော့အားလုံးပဲမင်လာပါမင်လာပါကြာမင်လာပါဟုတ်ဒီနေ့က2025ဒီဇင်ဘာ17ရက်နေ့ပေါ့နော်မနှောဆက်ဆက်မနှက်ဆော့တော့ပဲပေါ့အဲ့တော့ဒါကျွန်တော်တို့ ဒါနှစ်ပုတ်လုတ်ပေးပါနှစ်ပုတ်လုတ်ပေးပါလေတောင်းဆိုတဲ့လူတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ကအဲမနေ့ပိုင်းအတင်လေးတင်တာတိတ်မရှိဘူးမရှိရခါကြတော့ဒါနောက်ပိုင်းနေမှာတော့ကျွန်တော်နှစ်ပုတ်ဖြစ်အောင်တော့ဒါစူးစမ်းသွားမယ်ပေါ့နော်စူးစမ်းသွားမယ်ကျွန်တော်တို့ဒါရိုက်ကူးရောအက်ဒစ်ကောအဲနည်းနည်းလေးအချိန်ယူရတာဆိုတော့ပေါ့နော်နှစ်ပုတ်ဆိုတော့နည်းနည်းလေးတော့အချိန်ပိုယူရတာပေါ့အဲနှစ်ပုတ်တော့ဖြစ်အောင်နောက်နောက်ရက်တွေတော့ဖြစ်အောင်လုပ်မယ်ပေါ့နော်ဇက်တိုက်တော့မဟုတ်သေးဘူးပေါ့ဒါပေမဲ့ဖြစ်အောင်တော့စူးစမ်းနေပါလေဆိုတဲ့ဟာလေးပြောချင်တာပေါ့ တော့ကျွန်တော်ထုံးတမ်းနိုင်မယ်ဒါသတင်းတွေပေါ့နော်သတင်းတွေနဲ့ပတ်သက်ရှိုင်းနည်းနည်းပြောပြပေးပေါ့အဲကျွန်တော်တို့စစ်တပ်ရဲ့လက်အောက်ခံပေါ့နော် UEC ရဲ့နေမှာကျွန်တော်တို့ဒီဇင်ဘာလ6ရက်နေ့နဲ့ဒီဇင်ဘာလ9ဟို9ရက်နေ့မှာထုတ်ပြန်လိုက်တာပေါ့နော်အဲ့ဒါတော့ရွေးကောက်ပွဲကျင်းပမယ်ဒါမျိုးနယ်ပေါင်းပေါ့နော်၂၀၂မျိုးနယ်တဲရနေမှာရက်ွက်ပေါင်းကျွန်တော်တို့၁၆၀တခုနဲ့ကျွေးရကျေးရွာပေါင်းကတော့၂၉၈၀ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတော့မျိုးထုတ်ပြန် ထားတာကိုတွေ့ရတာပေါ့ဟုတ်အဲစုစုပေါင်းရက်ွက်ကြီးရပေါင်းဆိုရင်ကျွန်တော်2930နဲ့တခုပေါ့နော်ကြီးရနဲ့ရက်ွက်နဲ့ပေါင်းမယ်ဆိုရင်ဒါ1061 2980ပေါင်းတယ်2930နဲ့တနေရာကတော့ကျွန်တော်တို့ဘလို့မှရွေးကောက်ပွဲမလုပ်နိုင်မလုပ်နိုင်ဘူးပေါ့နော်ဒါတွေမဟုတ်ဘူးနောက်တဲ့ချစ်ကောင်စီကဒီချိန်ထိတကယ်ဟိုဝါလည်းမရှိဘူးဝီးရတော့ဒါ လှုပ်ချင်နေတော့ဟာသတွေရှိသေးတယ်ဗောနော်ဟာသတွေရှိသေးတယ်ဘာလဲဆိုတော့ဒီရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ဒါတောင်ကုန်းတို့အန်းတို့ကွာတို့တန်တွဲတို့သူဒီလေးမျိုးပါရေကောက်ဝဲလုံးမယ်ဆိုပြီးထည့်ထားတာဗောနော်မရသေးပဲနဲ့ဗောနော်ထည့်တာမရသေးဘူးဗောမရသေးပဲနဲ့ထည့်ထားတယ်ထည့်ထားပြီးွားတော့อืมသုံးမျိုးပဲသူကလှုပ်လို့ရအောင်ဗျာမန်အောင်ရဲ့ကြောက်ဖြူရဲ့ စစ်တွေစစ်တွေရဒီသုံးမျိုးပဲရွေးကောက်ပွဲလုပ်လို့ရမှာပါတီကဘယ်ပါတီရှိလဲဆိုငါးပါတီသုံးမျိုးငါးပါတီပြိုင်ပါဗျာတရားအဲ့ဒီကပြည်သူတွေကဟိုဟိုတကြောက်ဒီတမျိုးလေးစစ်တွေတမျိုးလေးရှိတာကိုလာပြန်ပြီးဟိုပါတီလာပြန်ပြီးဟိုပါတီလာပြန်ပြီးဟိုပါတီနဲ့သူ့မှာငါးပါတီပေါ့နော်စစ်တွေမှာငါးပါတီကြောက်ဖြူမှာငါးပါတီမန်အောင်မှာငါးပါတီပြည်သူဝိုင်းပြီးတော့မှတရားဟိုတညခဲခွေးဆွဲလို့ဝိုင်းဆွဲနေကြတာပေါ့နော်ဝိုင်းဆွဲပြီးတော့မှအဲ အတင်းရောကြက်ကောဒါဟိုမဲဆွဲနေတာလဲတွတ်တွေ့ရတယ်ဗောနော်တွတ်တွေ့ရတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လောက်ဒီထိချုပ်ထားနိုင်ပြီလဲဘယ်လောက်ထီအောင်ဟိုကျွန်တော်မနေ့ကပြောခဲ့တဲ့အထဲမှာလဲပါတယ်အမေကင်းမောင်မင်းတို့ဒီအဲဘူးလက်လာဆွေလို့ဆိုတာကိုနေမီတော်ကိုပြန်ပြီးတော့မှရေကောက်ပွဲမဝင်ရဲတဲ့အနေထားမျိုးထီဒါတွန်လိုင်းတက်ဖွဲ့တွေကအကျန်းဖက်တာမဟုတ်ထိချုပ်တာ ိုယ်နယ်မြေကိုရအောင်ထိ ंछ ုပ်ထတာဒီနယ်မြေထဲမှာစစ်တပ်နဲ့ပတ်သက်သူလုံးဝမရှိသေးရအရေးရောင်တော့မတွေ့သေးရဆိုတော့အဆုံးဖြတ်ချက်နဲ့ဒါကျွန်တော်တို့ဟိုနယ်မြေတွေကိုရသလောက်ထိန်းထတာပေါ့နော်ရသလောက်ထိန်းထတာကဒါဒီနေ့ဒီချိန်ဒီဆို2900နဲ့30တနေရာတော့မယ်ဒါသူတို့ရေကောက်ဝယ်မလုံးနိုင်လို့ဒီကပြောရမယ်ဆိုရင်တော့ဟိုကြောင်ပြောက်နေတယ်ဗောဗျာကြောင်ကြောင်ပြောက်ပြီးတော့ပါတော်တော်အခြေအနေမကောင်း ဖြစ်နေတယ်ဆိုတဲ့ဟာလေးပြောချင်တာပါဟုတ်အဲသူကလည်းအခုဘယ်လိုပြောမလဲရန်ကုန်နဲ့ဟိုနေပြည်တော်လောက်ပဲမဲဆွယ်ရဲတဲ့သဘောမျိုးသွားတွေ့ရတာရန်ကုန်တော့ပေါ်ပေါ်တင်းတင်းမသွားရဘူးရန်ကုန်နဲ့ရန်ကုန်မှာပေါ်တင်းမသွားရဘူးဟိုကမြို့ပြကျွက်ကချောင်းနေတယ်ဟိုမှာရဲစခန်းဝင်ပြင်းလိုက်ဟိုကပြင်းလိုက်နေဒီကောင်လေးရန်ကုန်မှာလည်းတိတ်ပြီးတော့မှဖင်ကောင်းမကျေရဲတဲ့အနေအထားမျိုးရောက်နေတာပေါ့เนาะမလောက်လေးမလောက်စားလေးတွေကတော့ထထပြီးတော့မှတော့ရန်ကုန်မှာတော့နည်းနည်းလေးတော့ အင်္ဂေါကျင်နေတွေ့ရတာပေါ့ဟုတ်ရေမဲပိမဲနေကြရင်လည်းဘာဘာတွေထပ်ဖြစ်လာအောင်မလဲတော့မသိသေးဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ၄နှစ်တာကာလအတွင်းထဲမှာ KNU ကနေမှဒါစစ်တပ်ရဲ့စစ်ခန်းပေါင်း200ကျော်တိုက်ခိုက်သိမ်းပိုက်ထဲထားတယ်ဆိုတာကိုကျွန်တော်တို့ဒီဇင်ဘာ6ရက်နေ့ကနေမှထုတ်ပြန်ထားတာကိုလည်းတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါ၄နှစ်ကျော်၅နှစ်ပဲထားပါတော့ဒါ၅နှစ်ကာလတော်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ ဒါ KNU ရဲ့တက်မှာခုနှစ်ခုမှာဗောနော်တက်မှာခုနှစ်ခုမှာဒါစကံမောင်းစစ်ကောင်စီစကံမောင်း200နီးပါးဗောနော်200နီးပါးကျွန်တော်တို့တိုက်ခိုက်တိမ့်ပိုက်ထားနိုင်တယ်အဲ့တော့တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်တက်ဟိုတစ်နှစ်ကိုမျိုးပေါင်းဟိုစကံမောင်း40လောက်တွက်ကြတာဗောနော်9နှစ်200ဆိုတော့40လောက်တွက်ကြတယ်အဲ့အဲ့တော့40ဆိုတော့တလားတလားကိုကျွန်တော်12လားဆိုတော့တလားတလားကိုစကံ3ခု ပတ်လည်ပေါ့နော်၃ခုတည်းမနေ10ရက်ကိုတစ်ခုလောက်တင်းနိုင်တဲ့အနေအထားမျိုးအထိကျွန်တော်တို့ဆွမ်းဆောင်ထားနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းဟိုပြောသလောက်အအရာအရောက်မခံရဘူးပေါ့နော်လောက်ထားသလောက်အရာ မရောက်ဘူးပေါ့အရာမရောက်ဘူးဆိုတာကပြည်သူလူထုရဲ့စိတ်ကျဉ်တတ်မှုပေါ့နော်စိတ်ကျဉ်တတ်မှုကျဉ်တဲ့အားရမှုတချို့နေရာတွေမှာမရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူသာလွန်းတာအလုပ်လုပ်ရတယ်အခုတက်မှာ6လို့နေရာမျိုးပေါ့နော်တိုက်တဲ့ကောင်ကသွတ်တိုက်နေတာ ်ချက်ကောင်စီနဲ့ပေါင်းတဲ့ကောင်ကလည်းပေါင်းမြဲလှုပ်တဲ့ကောင်ကလည်းလုံမြဲဆိုတဲ့အခါကျတော့ဟိုတိုက်တဲ့လူကလည်းအဲဂျားလေးကနေပြီးတော့မှခြုံထွက်ရတာတိုးထွက်ရတာပေါ့နော်ဒီဒီအဲ့လိုလူသားလွန်းတာဂျားလေးတွေကနေမှသူကနေတိုးထွက်ပြီးတော့မှအတင်းလိုက်ပြီးတော့မှကျွန်တော်တို့တိုက်နေရတာပေါ့နော်တိုက်နေရတာတချို့နေရာဆိုလို့ရှိရင်လည်းဒါစစ်ကောင်စီနဲ့ပေါင်းတဲ့တပ်ဖွဲ့တွေကအဲငါတို့နေမြေမှာတော့ခြေကြစခန်းတွေမလာနဲ့တော့ငါတို့နေရာတွေမှာတော့ စီးရေးဖော်ဆောင်မှုတွေမလုံးနဲ့တို့ဟိုတစ်ခေါက်ကတော့ဒါကြားပြန်ကိစ္စနဲ့ပတ်သက်ပြီးတော့ DGB ကစာတောင်ထုတ်သေးတယ်ဗောနော်နောက်နောက်တော့ပြန်ပြီးတော့ရုပ်သိမ်းလိုက်လို့ဗောဟာလက်နက်ကိုင်ဘယ်ဖွဲ့မှာမတို့နယ်မြေတွေကိုဖျက်ဆီးသွားလာလို့မရဘူးလို့ဗါတို့ဆိုတဲ့အချိန်မှာဒါအချင်းချင်းတွေပတ်ပြီးတော့မှဒီလိုမျိုးလေးတွေရှုပ်နေတဲ့အချိန်ကြတော့ကျွန်တော်တို့စီးရေးကထင်သလောက်မသွားဘူးလို့ကျွန်တော်တို့ပြည်သူကမြင်မြင်မြင်လာတာဗောနော်တစ်ခါလေကြတော့အဲ့တော့ရှေးကြတော့ဒေါ်လန်ခဲ့တာလေ တို့ပဲပေါ့နော်ဒါပေမဲ့နောက်ောက်ကြကြံခဲ့တာလေတို့ပဲလို့ပြောလို့ရတယ်ဒါပေမဲ့တကယ်တကယ်တွက်ကြည့်မယ်ဆိုရင်တော့တက်မခုနှစ်ခုလုံးအနေထားနဲ့တွက်မယ်ဆိုရင်တော့နောက်ောက်ကြတယ်လို့တော့ခေါ်လို့မရဘူးပေါ့နော်တက်မတစ်ခုချင်းလိုက်ကတော့သူ့မှာရှိတဲ့ချွားနဲ့ဒါလှုပ်ဆောင်နိုင်တဲ့လောက်ကတော့ဝိုင်းပြီးတော့မှဒါလှုပ်ဆောင်နေကြပဲပေါ့နော်အဲ့ဒီထဲမှာမှလူငယ်တွေကတော့တကယ်လူငယ်ခြေတက်တွေကတော့တာတာမနိုင်စီးမရဖြစ်ပြီးတော့မှတကယ်ဟိုချစ်ကောင်စီကိုအတင်း ော်လှန်နေတဲ့အထက်မှာပါတယ်လို့ပြောလို့ရတာဘောနော်ဟုတ်ဟုတ်ဒါကရင်ပြည်နယ်ကဒါကျွန်တော်တို့ရခိုင်ပြည်နယ်လို့တသွေးတတန်တမိန်တဲနဲ့ဘောနော်ပြည်နယ်တစ်ခုလုံးဒါအေးအေးလို့နီနီထိမ့်ချုံနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေအတွက်လည်းအားရှိတယ်လို့ပြောနောက်တစ်ခုကပြည်သူတွေပေါ့ဘုံကဒါနယ်စပ်မျိုးတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေနဲ့အနေနဲ့ကလည်းအေးအေးကြမ်းကြမ်းနဲ့ကူလာဟိုတွာလာလို့ရတယ်ဆိုတော့လည်းပြောချင်တာပေါ့နော် နောက်တစ်ခုကတော့ကျွန်တော်တို့ဒါစစ်ကောင်စီကနေမှအသေးခံ drone 60နဲ့ KNU ဒါဘိုဟိုဌာနချုပ်ရုံးကိုတိုက်ခိုက်တယ်ဆိုတဲ့ဥစ္စာလည်းတော့တွေ့ရတာပေါ့ဟုတ်။ဟောလူတော့ထိခိုက်တိုက်ဆုံးမှုတော့မရှိဘူးလို့တော့ပြောတယ်ပေါ့နော်။အရသာပြည်သူအထီးရလို့လဲဒါတရင်ကတော့ဒူလောဒူလောထွက်နေပေါ့နော်။ဒါအတီဗျူးပြောဆိုခြင်းတော့မရှိသေးဘူး။အဲ့ဒါဆောနာကျွန်တော်ပြောတဲ့ဟိုညှို့မှုပေါ့နော်။ညှို့မှုလေးနည်းနည်းလေးဟသွားရဲ့အချိန်မှာဘာလို့ဆိုဂျားထဲမှာက ဟိုတက်ရှို့လို့ရတဲ့အဖွဲတွေကရှိနေတာကိုဂျားထဲမှာဟာဟာထားတဲ့အဖွဲတွေကအလဲကနေဟာတဲ့ဂျားမြောင်းလေးတွေဝင်ဝင်ထားတဲ့အခါကျတော့တယောက်နဲ့တယောက်အဲဒါအစီးကပ်ပြီးတော့မှဆန္ဒချိုက်ပြောလို့ပေါ့အရခတာတော့အေလို့ အဲဒါတသွေးတန်တမိန်နဲ့ငါတို့ဒါပဲလုပ်မယ်ဒီဒီမျိုးချမယ်ဆိုရင်အေးအရကတဲ့တော့အေးတက်ဖွဲ့တဖွဲ့လုံးဝင်ဝင်ကျုံးလိုက်တယ်ဝင်အောင်လိုက်တယ်ပြီးွားတော့ရပြီဆိုတာနဲ့ဘယ်ဖွဲ့ကမျိုးနဲ့အိုးချိုးကြီးလုပ်မယ်ဘယ်ဖွဲ့ကဘယ်လိုလုပ်မယ်ဘယ်ဖွဲ့ကကျမ်းမာရေးဆောင်ရှောက်မှုလုပ်မယ်ကျန်တဲ့မိုင်းတွေကိုဘယ်ဖွဲ့ကပေါ်ပေးမယ်ဆိုတဲ့ဟာဒီလိုမျိုးလုပ်ပြီးတော့မှသူကစီးချက်ညီညီမသွားဘူးပေါ့နော်တစ်ဖက်ကအဲတက်မ6ကတိုက်နေချိန်မှာခွန်ကတိုက်ချိန်မှာတိုက်တယ် အဲခွန်ကတိုက်တဲ့အချိန်မှာ6ကတိုက်ချိန်မှာတိုက်တယ်ဆိုတော့တက်လိုမျိုးဟန်ချက်မညီမှုတွေပြီးတော့ပြန့်တာကလည်းအရန်အရန်ပြန့်တာကိုဟုတ်ပြန့်ကျဲနေတာကိုတမတစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုကြိုက်ထိုးတထုံဒီကျွန်တော်တို့ပြောမယ်ဆိုရင်ရန်ကုန်မော်လမြိုင်လမ်းပေါ်မှာပေါ့ဗျာဒါတမတစ်ဆိုရင်အနှစ်ဆိုရင်လည်းအကြည့်မယ်ဆိုကျွန်တော်တို့ဟိုတောင်ကူခွဲပါပေါ့အတုံးဆိုလည်းဟိုဘက်ချွေးချင်းပဲချမ်းပါပေါ့နော်ရွှေချင်းကြောက်ကြီးပဲချမ်းပါတော့လေးကြတော့ဟိုးမြန်မာနိုင်ငံခြေတော်ပိုင်း ဒဝဲဒဝဲဘိတ်ဒဝဲကိုတော့ဖြစ်သွားပြန်တမ5ကြကျွန်တော်တို့ဖားပွန်း6ကတော့ကျွန်တော်တို့မြဝရီပချံပေါ့နော်ဒူးလာရခရိုင်ပေါ့ခွန်ကတော့ကျွန်တော်တို့ဖန်ခရိုင်ဆိုပြီးတော့မှခွဲအဲ့မှာသူကအေရီယာရမ်းကျယ်တဲ့ခါကျဆောရကျွန်တော်ပြောလို့အဲ့အေရီယာကျယ်ကြီးထဲမှာစခန်းပေါင်း200တိုက်လိုက်တာကဒီထဲမှာအမြင့်ပြတ်သွားပြီလားကုန်သွားပြီလားဆိုမကုန်သေးဘူးအဲမြို့တွေပါဖြန်းပြီးတော့မှတိန်းထားနိုင်ပြီလားဆိုမြို့လေအများကြီး မဟုတ်ဘူးဒါပေမဲ့အဲ့ဒီမျိုးနာကဲ့ရဲ့တီတို့ဘာတွေတို့ကတော့အကုန်လုံးဒါရအောင်ရလူနီးပါးတွေပေါ့နော်ချင်းချင်းပြောရင်မျိုးတဲသာဝင်ပြီးတော့မထိုင်နိုင်သေးတာပဲကျန်တဲ့နေရာတွေကတော့ပတ်ချလဲဝိုင်းပြီးတော့မှအလုပ်ဟိုနေမရှင်းလင်းထားနိုင်ပြီလို့ပြောလို့ရတာပေါ့နော်စစ်တပ်ကင်းစင်နေပြီလို့ပြောလို့ရတယ်ပေါ့ဒါပေမဲ့အခုဆိုရင်ဒါဌာနချုပ်ကိုဟိုဘုံဘဝဖြစ်တယ်ပေါ့နော်ကာဘီကာတဲနဲ့လာတယ်အာမီကန်နဲ့လာရင်ကျွန်တော်တို့တက်မှာတက်မှာလဲ သူကလည်းသူ drone နေပါလေလောလောလာလာရှိပြီးသားပေါ့နော်နှစ်မှာလည်းသူကသူရှိပြီးသားသုံးမှာလည်းရှိပြီးသားလေးမှာလည်းရှိပြီးသားပေါ့ငါးမှာလည်းရှိပြီးသားအဲ့ဒါတွေစူပေါင်းလဲပြီးလဲပြီးတော့ဘင်းတို့လာကွာငါတို့ဌာနချုပ်ကိုလာကြိတ်တဲ့ကောင်ဆိုပြီးတော့မှသူတို့ရဲ့ဌာနချုပ်ကြီးတစ်ခုလောက်ပေါ့နော်ဥမာအရှိတောင်တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့မော်လမြိုင်ပဲဖြစ်ဖြစ်ပေါ့နော်ပြီးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့တောင်ငူပဲဖြစ်ဖြစ်ဒါဒီနေမင်းနဲ့ထိစပ်နေတာကိုသူတို့နဲ့ပြီးရင်ကျွန်တော်တို့နောက်တနေရာဆိုရင်ဘယ်နေရာရှိမလဲဆိုကျွန်တော်တို့ဒါကန်ယူတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ဘိတ်ကိုပဲဖြစ်ဖြစ်ပေါ့နော်မင်းတို့ငါတို့ဌာနချုပ်ကိုလာကြိတ်နေတော့မင်းတို့ဌာနချုပ်ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပေါ့တရားကိုကိုထင်လိုက်ဦးပေါကရလျှောက်လို့ပင်နဲ့ခပြားရှိတဲ့နေရာထိတက်ကြိတ်လိုက်မှာနော်ဆိုတော့ပုံစံမျိုးသာတကယ်ညီညီညာညာသာဘင်းနိုင်မယ်ဆိုလို့ရှိရင်တော့ဒါစစ်ကောင်စီက KNU ဆိုတဲ့အတန်ကြားတာနဲ့ဟိုဒါပစိုးကြုံတွေကထွက်ရဲမှာမဟုတ်တော့တဲ့အခြေအနေမျိုးရောက်အောင်အထိဗျင်းနိုင်တယ်လို့ပြောလို့ရတာပေါ့နော်ဟုတ်ဒါဗိုလ်မှူးပြောတဲ့နေရာမှာဆိုရင်ကျွန်တော်စိတ်ဝင်စားဆုံးပေါ့နော်တမဟာလေး တလင်းသားကြီးတိုင်းကျွန်တော်တို့ညိတ်တို့တဝဲတို့ iPad တွေကကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကတကယ်စိုးမိုးနိုင်မယ်ဆိုရင်ဒါမြန်မာနိုင်ငံမြေပုံကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ပင်လေဒါဟောဘော်ရေလန်းချောင်းဘော်ရေလန်းချောင်းဆိုလည်းဒါနိုင်ငံတကာနဲ့ဆက်သွယ်ပြီးတော့ကုန်သွယ်ရေးပဲဖြစ်ဖြစ်ကျန်တဲ့ကျွန်တော်တို့ဒေါ်လာရေးအတွက်အကျိုးရှိမဲ့ဒါမြေပုံရပါတော့တကယ်ဘူဟာကြတဲ့နေရာတွေကိုလာတကယ်ကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေကပို့ပြီးတော့မြန်မြန်ဆက်ဆက်နဲ့ရားစေခြင်းနဲ့ပေါ့ဗောနောနောက်တစ်ခုကတော့ဒါဘုံမှုရှိမှပြောတဲ့ အဲတမဟာ6တို့ခွန်တို့6တို့ခွန်တို့ဆိုရလဲဒါထိုင်းနိုင်ငံနဲ့အိန္ဒိချင်းဆက်ဆက်နေတဲ့နေရာတွေဖြစ်တဲ့အတွက်အဲတမဟာ6ရဲ့6ရဲ့ခွန်ရဲ့တော့ကျွန်တော်အရန်စိတ်ဝင်စားတယ်လို့ပြောချင်တာပါဟုတ်ဟုတ်နောက်တစ်ခုကတော့ဒါဝန်တာစီရတတင်းကောင်းတစ်ခုပဲပေါ့နော်ဒါစကိုင်းတိုင်းမုံရွာမြို့မှာအဲဆိုဟောပေါ့စစ်ကောင်းစီဘက်ကတပ်သားတွေစီးနင်းလာတဲ့စစ်ကားနှစ်စီးကိုကျွန်တော်တို့ဒေါ်လာ8တက်ဖက်တွေကနေပြီးတော့ဂျားဖြတ်တိုက်ခိုက်တာတိုက်ခိုက်တဲ့အချိန်မှာပဲ အဲ့ချိန်မှာသူကဟိုပါပေါ့ဆာယာဖာပေါ့ဆာယာဖာ G2 အဲဘုံဘူးကြီးတယောက်ပါတယ်နောက်တစ်ခုကဘိုးကြီးနှစ်ယောက်လည်းပါတယ်ပေါ့နော်အဲ့ဒီဟိုရာရှိ3ဦးပါဝယ်10ဦးဒါဂိတ်တစ်ခုကိုလည်းတွားတိုက်တာ3ဦးဆိုတော့အားလုံးပေါင်း10ဦးတိတ်ဆုံးတယ်လို့တွေ့ရတာပေါ့ဟုတ်ဟုတ်ဟာတိုင်းမူရှေ့ကဝက်မဲပေါ့နော်ဝက်ဘလူးပေါ့မျိုးမင်းထွေးပြုတ်ပြီးရုံပဲရှိသေးတယ်ပေါ့နော်ဒါဥစားတာအကြောင်းကြီးကနေပြီးကမှဒါတိုင်းမူအစ်စ် ဆက်ဆက်လာလို့တဲ့လူတော့ဒါဟိုဖြေရှင်းချက်တွေဟွာတွေနဲ့ခြေနေတိတ်မကောင်းတော့လို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့တိုင်မူအသေးဒါအချိန်မှာဒါမုံရမြို့ပေါ်ထီဗောနော်ဒါမြို့မြို့နာထီမြို့ပေါ်လို့ပြောလို့ရတဲ့နေရာထီကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေဒါဗီဒီယိုဖိုင်မှာလည်းတွေ့ပါလိမ့်မယ်ဗောဗီဒီယိုဖိုင်ကကျွန်တော်ပြစ်တဲ့ခတ်တာတွေပါတဲ့အတွက်ညဘက်ဗောနော်ကျွန်တော်တို့မထည့်တော့တာဗောနော်အဲ့မှာညဘက်မှာကားဖြတ်သွားတဲ့ကားကိုဒါတိဟိုတိတိယောက်ယောက်ဗောနော်တိတိယောက်တိတိကြကြပြစ်ခတ်လိုက်နိုင်တယ် ပစ်ခတ်ပြီးတော့မှကျွန်တော်တို့ဒါအပြန်ခရီးကိုပါတခါတည်းဗီဒီယိုရိုက်ပြီးတော့မှကျွန်တော်တို့ line ပေါ်မှာဖြန့်ဝေပေးထားတာလေတွေ့ရတယ်ဗောနောငါတို့မျိုးငါငါတို့ပိုင်နေဆိုတဲ့ဟာဗောနောအဲ့ဒါကြောင့်မလို့ဟိုမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ဒေါက်တာတီတာသန်းကိုသွားပြီးတော့လိုက်ရှာမနေနဲ့လို့ဟိုကပြန်ရောက်ခါမှတင်တာတော်လိုင်းတက်ဖွဲ့တယ်လို့ပဲမစ်ရှင်ပြီးွားမှာ အေးစဒီပတ်သာခွာဖြာသိမ်းပြီးကမှလုံကြုံပြီးဆုံးမလုံကြုံပြီးဆုံးမတင်ပါဘူးဘသူကတော့ကိုကကိုဟိုဖင်ရပြီးတော့မှကရောပါရဲ့အဲ့လိုမျိုးဟိုဖြစ်ပြီးတော့မှတင်မမလားဗောနော်အဲ့ဒါကိုဓာတ်ပုံနေပြပြီးတော့မှလိုက်ပြီးဒေါက်တာဒေသာဆန်းဓာတ်ပုံပြရအောင်လေဒေါက်တာဒေသာဆန်းအကုန်မြင်မှုတယ်ဓာတ်ပုံပြရရောမလို့ဘူးနော်တွေ့လာလို့ပဲမေးမေးရပြီဗောနော်နာမည်ပြောရင်ကိုတိနေပြီဗောနော်အဲ့ဒါတော်လိုင်းဘက်ကလူတွေကအဲ့လိုမျိုးတတိရှိရှိဒါအလုတ်လုံးနိုင်တယ်ဗောနော်ကျွန်တော်တို့က တကယ်စစ်ကောင်စီမှာဒါဒီနေ့ဒီချိန်ကျွန်တော်တို့လီဒါစခန်းဌာနချုပ်တွေကိုဒါကျွန်တော်တို့တိတိပပဖျက်ဆီးနိုင်တဲ့နေ့ဆိုရင်တော့ဒေါ်လာရေးကတကယ်အဖြူမဲတဲခွဲသွားမယ်လို့တော့ပြောလို့ရတယ်စစ်ကောင်စီမှာ304ရင်မရှိတော့ဘူးဆိုလို့ရှိရင်သူကလေအခုဆိုလို့ရှိရင်ကျွန်တော်တို့နောက်ပိုင်းမှာစစ်တပ်ကအဲကျွန်တော်တို့ဒီပေါင်900ဘုံတလုံးကျဲဖို့အတွက်ကတင်းကိုသူကထောင်ကနန်းနားကြီးကတ်တယ်။ဟုတ်။ထောင်ကနန်းနားကြီးကတ်တယ်။ပြီးရင်သူက ရဲသူ့ဘက်ကရဲပေါ့နှစ်ယောက်သုံးယောက်လောက်ခြေခွေးနှစ်ကောင်သုံးကောင်လောက်တေယုံနေရတော့ဘရောမှအဲ့ဂျက်ဖိုက်တာဘရောမှလာမပေးဘူးဆယ်ကနန်းနဲ့အထက်ကြပါ30ကျော်20ပတ်ချလေလောက်ကြပြီဆိုမှအောက်ကတရင်မှုကငိုပြီဆိုမှအပိုင်တော့ကျွန်တော်မရတော့ဘူးဆိုတော့အချိန်မျိုးကြာကမှဂျက်ဖိုက်တာလွတ်ပေးရဒါတော့အာသာပြီးပဲလွတ်ပေးရတကြောင်တော့ဟုံးဆိုလွတ်ပေးလိုက်ပြီး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 သွားပြီကျန်တဲ့ကောင်မင်းတို့ကမင်းတို့ဆက်ခံတော့ဆိုပြီးတော့ပါခံတာပေါ့နော်အဲ့တော့ သိန်းတစ်ထောင်ဝင်းကျင်လောက်ကျတဲ့ဒီဂျက်ဖိုက်တာနဲ့ကချစ်ကောင်စီကအခုဆိုရင်ပေါ်ပေါ်များများတော့ကျွန်တော်တို့ဘုံမကျင်းနိုင်တော့ကျင်းနိုင်တော့ဟုတ်မကျင်းနိုင်တော့ဘာလို့လဲအဲ့ဝိုင်းတွဲကြီးနဲ့ဝိုင်းတွဲကြီးဝီဝီဝီနဲ့ရှောက်ပတ်ပြီးတော့မှအပေါ်ကနေဘုံဒီတွန်းချရတဲ့စနစ်ပဲဟိုတော့ဂျပန်ခေတ်ကိုပြန်ရောက်သွားသလိုပေါ့နော်ဂျပန်ခေတ်ကိုပြန်ရောက်သွားသလိုအခြေအနေမျိုးပဲလုံနိုင်တော့တယ်ပေါ့နော်အဲ့တော့တကယ်သာလေတက်တွေကိုကျွန်တော်တို့ဟိုနေ့ကဝရဇိန်တို့လှုပ်လိုက်တဲ့ဟာမျိုး BWN တို့လှုပ်လိုက်တဲ့ မရှင်မျိုးပေါ့နော်ဒီဟာမျိုးကစစ်ကောင်စီရဲ့လီဒါစကန်တဲကတကယ်တံမိုးကြီးကြီးတံမိုးကြီးကြီးဆိုတာကသူတို့အတွက်တံမိုးကြီးကြီးကျွန်တော်တို့အတွက်အန်ရည်ကြီးကြီးပေါ့နော်အဲ့ဒီကောင်ကြီးတွေဒါတကယ်ထိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကတော်တော်ကြီးအခြေအနေကောင်းမှာပေါ့နော်ဒီလိုပဲကျန်တဲ့လီဒါစကန်ဌာနချုပ်တွေကိုလည်းအဲဒီတဲ့မကထပ်ပြီးတော့မှတိုက်ခိုက်တိုက်ခိုက်နိုင်ပါစေဖြည့်ဆည်းနိုင်ပါစေလို့လည်းဒါကျွန်တော်တို့ကမနေ့စောစောဆူတောင်းပေးတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ ပြောခဲ့တဲ့အထဲမှာတော့ချစ်ကောင်စီကဟိုကြီးရွာတော်တော်များများရက်ွက်တော်တော်များများလဲရွေးကောက်ပွဲမလုံးနိုင်တော့ဘူးဒါဟိုဒါပြည်သူအလုံးပါဝင်တဲ့ရွေးကောက်ပွဲတွေဘာလို့ဆိုပြီးတော့ပါဝါဒဖြန့်ပြောဆိုနေရည်လဲတွေ့ရတယ်ပေါ့နော်အဲ့တော့ KNU အဖွဲ့ရတာတကယ်တက်မှာခုနှစ်ခုလုံးတာတကယ်ညီညွတ်ညွတ်နဲ့အင်းနဲ့အားနဲ့ပြိုင်းသူယုံညာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ KNU ရဲ့ကော်ဒူလေးပြင်တယ်လို့ပြောလို့ရတာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ ဟိုခရိုင်ခုနှစ်ခုလုံးကတကယ်လွံ့မြောက်လူနှီးပါအထိတိုက်ခိုက်နိုင်တယ်ဆိုတဲ့ဟာလေးကိုပြောကြရင်လည်းဒါကျွန်တော်တို့ရဲ့ဇာကဝိုင်းလေးကိုညီကုန်းချုပ်ပါပြီအားလုံးကျေးဇူးတင်ပါတယ်